ားလုံးမင်္ဂလာပါဒီနေ့မှတော့ကျွန်တော်အမြဲတမ်းတွားညက်နေကြအဲ့ဒီစပယ်ညက်ဆိုင်ရာအဲ့ဒီစပယ်ညက်ဆိုင်အကြောင်းလေးကိုကျွန်တော်လည်းပြောပြချင်ပါတယ်အဲ့ဒီစပယ်ညက်ဆိုင်မှာကျွန်တော်တွားညက်ရင်အရင်ဆုံးပြောပြမှာတော့ဈေးပေါ့နော်ဈေးရန်တိုင်ပါတယ်ပြီးရင်တွားဈေးကကျွန်တော်တို့ယောက်ျားလေးတွေဆိုရင်တကယ်လို့ငွေသားနဲ့ရှင်းမယ်ဆိုရင်တော့16000ဝန်းပေးရပါတယ်တကယ်လို့ကက်နဲ့ရှင်းမယ်ဆိုရင်18000ပါသူကခေါ်ပေးရလို့ပါအဲ့တော့ကျွန်တော်ကတော့ ်များသောအားဖြင့်ငွေသားနဲ့ရှင်းတော်များပါတယ်။အဲ့ဒီအဲ့ဒီစမင်ညာဆိုင်မှာကဥလေးနဲ့ဒေါ်ရီနဲ့နှစ်ယောက်ရှိပါတယ်။အဲ့ဒီဒေါ်ရီကစပင်ညက်ပါတယ်ဥလေးကအဲ့စပင်ညက်လို့ကြားတဲ့အဲ့ဒီစပင်အမုံမောပေါ့နော်။အမုံမောဟိုသူကခါပါတယ်ပြီးရင်ကျွန်တော်ညက်ပြီးညက်ထားတဲ့အဲ့ဒီဒေါ်ရီညက်ထားတဲ့စပင်ကိုဥလေးကခေါင်းလျှော်ပေးပါတယ်ပြီးတော့ကောင်းစော်ရေတော့ခေါင်းလေးကိုလည်းနှိပ်ပေးပါတယ်ပြီးရင်လေလေးမုတ်ပေးပါတယ် အဲ့ဒါဦးလေးလောက်တာပါအဲ့ဒီဆိုင်မှာတော့ညံ့ရဲမြန်ပါတယ်ဦးလေးနဲ့ဒေါ်ကြီးနဲ့အဲကျွန်တော်တခါညက်တယ်ဆိုရင်အဲ့ဒီမိနစ်20လောက်ပဲကြာပါတယ်အရင်မြန်ပါတယ်ဒေါ်ကြီးကထိုင်ကုန်နှလုံးရှိပါတယ်ကျွန်တော်ကဒီဘက်ထိုင်ကုန်မှာထိုင်နေရင်တော့ကျွန်တော်ဆိုရင်ပုံစံညက်အရင်အကျန်းပုံလေးပေါ့ညံ့ညံ့ညက်ပြီးတော့သူကဦးလေးကကျွန်တော်ခေါ်သွားတယ်ပြီးတော့မှခေါင်းလိုပဲရှော်ပဲပြီးရင်နဘေးထိုင်ကုန်မှာနောက်တစ်ယောက်ဒါတော့တခါလေးညက်ညက်ပြီးတော့အဲကျွန်တော်ခေါင်းရှော်ပြီးရင်ခေါင်းပြန်ထိုင်ပြန်ထိုင်ပြီးတော့ ဲ့ဒီနည်းနည်းလေးပုံလေးကိုနောက်ဆုံးလက်စာတတ်တော့ပေါ့နော်အရင်မြင်ပါတယ်ကျွန်တော်ရန်သဘောကြောက်ပါတယ်အဲ့ဒီစွေညက်တဲ့အလုပ်လေးရန်သဘောကြောက်ပါတယ်ပြီးရင်ကိုရီးယားမှာတော်တော်များများညက်ကြတာတော့ထူးဘူးတော့ပေါ့နော်ထူးဘူးတော့ကေပုံစံညက်ကြပါတယ်ထူးဘူးတော့ဆိုတော့တော့ကျွန်တော်အရင်ကညက်ဖို့ပါတယ်တော်မြမပြီးကခေါ်မယ်ဆိုရင်နှစ်ထပ်ခေါင်းပုံစံပေါ့နော်တထက်ခေါင်းလေးပါနဗိခွဲလေးပါအဲနဗိခွဲလေးပုံစံကတို့နိုင်ငံမှာအရင်ညက်ကြပါတယ် အခုကျွန်တော်တော့အရင်ကတော့ညက်ဖူပါတယ်ထုဘလောဆိုပြီးတော့အဲ့ဒါကျွန်တော်ညီလေးပြပြလာပါခုနောက်ပိုင်းတော့ကျွန်တော်အဲ့ဒီပုံထဲနေပြီးတော့နော်အဲကျွန်တော်ညက်ချင်တဲ့အဲ့ဒီပုံစံလေးကိုသူ့ပြလိုက်ပါတယ်အဲ့ဒီပုံလေးညက်ပေးပါလို့ပြောလိုက်အဲတော့ကြည့်ပြီးတော့အဲတခါနာဟောက်ကြည့်ပြီးတော့အတော့ညက်ပေးလိုက်ပါတယ်တခါဒီလေးဆိုလည်းသူကတူပါတယ်တခါဒီလေးဆိုလည်းန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 ည်းလေးလွယ်ပါတယ်ဒါပေမဲ့အနည်းဆက်ဆိုတော့တူပါတယ်အဲ့ဆိုင်မှာကျွန်တော်အရင်သဘောကျပါတယ်ဆိုပြီးတော့ညက်တော့ ဝမ်6000ဆိုတော့အရင်တန်ပါတယ်ကိုရီးယားမှာသူကအခြားဆိုင်တွေမှာညံ့ရင်တသောင်းတသောင်းဝယ်ပေးရပါတယ်ဘာလို့ဆိုတော့ကျွန်တော်အန်ဆန်းမော်တော့ကျွန်တော်ငွေကြီးတယောက်ညံ့တာအပေါင်းဝယ်ပေးရပါတယ်ပြီးရင်ကျွန်တော်အဲ့ဒီဖြောင်းတက်အောင်တော့တမြူထဲပါပဲကျွန်တော်စီးတန်းမှာသွားညံ့တာသွားပေါင်းပေးရပါတယ်အဲသူတို့ညံ့တာသူကတယောက်ထဲညံ့တယ်ဆိုတော့နေနေကြာပါတယ်သူကခေါင်းလဲသူကလျှော်တာလဲနည်းနည်းပဲရှော်ပေးပါတယ်ကိုရီးယားမှာအဲ့ဒီစပိန်ညက်ပြီးရင်တခါလဲ ကောင်းချော်ပေးပါတယ်အဲ့ဒီစနစ်လေးကျွန်တော်အရင်ကြိုက်ပါတယ်ဘာဖြစ်လို့ဆိုတော့သူကစပယ်ညက်ပြီးရစပယ်အမုံမွားတွေရှိတယ်ရှိပါတယ်ဗျာအဲ့တော့အပြင်ပွားပါသွားအမုံမွားတွေလို့အဆင်မပြေဘူးဒါကြောင့်မလို့ကိုရီးယားမှာတော့အဲ့ဒီစပယ်ညက်ပြီးတခါတည်းသူကခေါင်းချော်လေးမုတ်ပေးလိုက်ပါတယ်အဲ့ဒါအရင်ဆင်ပြေပါတယ်ကျွန်တော်ကျန်တဲ့ကိစ္စတွေလုံးလို့ရပါတယ်တကယ်လို့ကျွန်တော်တကယ်လို့ညီမကြီးပြန်ရင်အလုပ်တွေပါတယ်ဟောပါတော့စပယ်ပြေရင်တော့ကျွန်တော်စပယ်ညက်ဆိုင် လေရမ်းစိတ်ဝင်စားပါတယ်အဲ့ဒီစနစ်လေးကိုသဘောကျပါတယ်သူကဘဲဆိုင်နေနေပါအဲ့ဒီဆိုင်သေးသေးလေးလေးလည်းသူကခေါင်းစပင်ညက်ပြီးရင်ခေါင်းလျှော်ပြပါတယ်အဲ့ဒီ software လေးကိုအရန်သဘောကျပါတယ်ကျွန်တော်အရင်မြေမောပြီးမှညက်တော်တော့သူကအရင်ခေါင်းလျှော်လိုက်ပါတယ်ခေါင်းလျှော်ပြီးမှသူကစပင်ညက်ပါတယ်ဒီမှာတော့အရင်ညက်ပါတယ်ညက်ပြီးရင်ခေါင်းလျှော်ပြီးမှလည်းပြီးမှသူကနောက်ဆုံးလက်စားတက်ပါတယ်အဲဟို6000ပါမြေမောင်ဝင်နေဆိုရင်1800ပြရပါတယ် အဲ့တော့ကိုရီးယားစပယ်ညက်တဲ့အကြောင်းလေးပါဆိုင်နေအရင်ဆွေးပြပါတယ်လင်မြောင်းလင်မယားနေအောင်ညက်ပါတယ်ယောက်ျားနဲ့မိန်းမနေအောင်ညက်ပါတယ်ယောက်ျားတော့လုံးဝမညက်ပါဘူးကျော်အတော်ကြီးယားစပယ်ညက်ယောက်ျားကြားတဲ့စပယ်ကိုသိတယ်ပြီးရင်ကောင်းချော်ပေးရဲ့လေမုတ်ပေးတယ်ပြီးရင်ပတ်စံရှင်ပေးပါတယ်တော်ကြီးကသွားဒီကောင်းပြီးနောက်ကောင်းညက်ဒီကောင်းပြီးနောက်ကောင်းညက်ဆိုအရင်မြန်ပါတယ်အဲ့ကြောင့်မလို့ကျွန်တော်တော့ညက်နေတဲ့ဆိုင်ကအရင်မြန်ပြီးတော့ဈေးတရရန်တက်တာပါတယ်အလိုပဲ 好姑娘，你吧。